စင်ကတ်ထည့်သွင်းအသုံးပြုပြီးတော့ဖုန်းပြောလို့ရနိုင်တဲ့ Redmi Pad SE 4G version မှာ unboxing လုပ်ပြီးကြည့်လိုက်ရအောင်ပါ။ Hiver OS နဲ့တခါတည်းသုံးလို့ရမယ်။ Dolby Atmos support ပေးမယ်။ဒီကောင်က Global version အနေနဲ့လာတာပါ။ကဲ Hiver Pad တွေကဒီမှာလည်းပြထားပါတယ်ဗောနော်။ပူမာရေးထားတဲ့အတိုင်း Dice Joe Renegade User Guide ပါမယ်။ Sync Injector တန်ဝဲ charging ကောင်းလေးပါပါမယ်။6650 mAh battery ပါမယ်။ ။နောက် powerful ultra core ဆိုတာ G85 SoC Redmi Pad SE 4G version လေးရဲ့ big quality design ဒါနာပါ။ affordable ဖြစ်တဲ့ price နဲ့ထွက်တဲ့ tablet နဲ့အညီ back ကပါတော့ plastic back ကိုပဲသုံးမိထားတယ်။တခြားကဘာလဲသွားစင်တော့ဆိုတော့ကျွန်တော်တို့အရင်တော့မြင်ခဲ့ဘူးတဲ့အနုံတိုင်း 4G တို့ဘာလို့မှ တုံးထားတဲ့တက်ချာအသားနာမျိုးနဲ့သွားစင်နေကင်မရာကတော့သူက8 megapixel main ကင်မရာပါမယ်ရှိက5 megapixel selfie ကင်မရာပါမယ် tablet ရဲ့ကင်မရာကိုတော့ကျွန်တော်တို့အများကြီးတော့မမျှော်လင့်နေပေါ့သူအထူကဘယ်လောက်ရှိအောင်ဆိုတော့8.8 mm ရှိမယ်အလေးချိန်က340ဝန်းကျင်လောက်ရှိမယ်လို့တော့သူ့ရဲ့ website မှာရေးထားတာကိုတွေ့ရတယ်ဒီကောင်ရဲ့အတ္တကအသာချက်ထဲမှာက ဒီကျွန်တော်တို့မြင်နေတိုင်းပဲပေါ့နော်တက်ဘလက်တွေဆိုအကြီးကန်ရမယ့်အနေထားမှာဒီကောင်ကကျွန်တော်တို့ကဟလာလက်တစ်ဖက်ထင်းနေကောင်းကောင်းသုံးလို့ရတယ်အပေါ်ဘက်မှာဆိုရင် speaker တစ်လုံးပါမယ်ဒီမှာကျွန်တော်တို့ IR blaster ပါမယ်ပေါ့နော် remote control သုံးလို့ရတာဒီမှာ Dolby Atmos ဆိုပြီးတော့ရေးပေးထားတာတွေ့ရမယ်ဒီဘက်ဘေးမှာတော့ကျွန်တော်တို့အဗိုလုံအပ်ဒေါင်းပါမယ်ပါဝါဘတ်တန်ပါမယ်အောက်ဘက်ချက်မှာစပီကာတစ်လုံးထပ်ပါမယ်တိုက်စီပေါ့မိုက် 3.5 mm audio jack port ပါမယ်ဒီမဲ့ sense slot ပါတယ် single ကစ3ကစ်လောပါ single 2ကက် memory ကက် drive ထည့်သွင်းအသုံးပြုနိုင်ပါတယ်နောက်ထပ်ပိုကောင်းတဲ့တစ်ချက်တစ်ခုက ESP ကပါတာပါအနားနားမှာကက်ပြီးတော့ဖုန်းပြောလို့ရမယ်ပေါ့နော် speaker ဖွင့်ပြီးမဟုတ်ဘဲနဲ့နားနားမှာကက်ပြီးပြောချင်ရင်ပြောလို့ရမှာဒီကောင်းရဲ့ mic ရဲ့အချက် screen size က8.7 inch b brightness က600 nit အထိရနိုင်တယ် refresh rate 90s အပို့ပေးမယ် resolution ကတော့ HD+ 720p နဲ့ပဲကြည့်ရမှာပါဘုန်းခွန်မင်း09 เอ้อตันจ้าล่ะอ้าวก็ยานเลยครับนี่อ๋ออตันพันนี่ที่ออกมาทีนี้ขนาดนี้ก็สู่กูอตันใกล้นี่เฮ้ยอตันพันนี่ที่อ่ะออกเลยเนาะเนาะจะมาก่อนตุ๊ยสีอ่ะจ้าอ๋อกราฟิกก็เราเอทราที่ยาบาเลย တော့ frame rate က high အထိရတယ်သူက recommend ပေးတာတော့ကျွန်တော်တကယ်လို့ဆော့မဟိတ်ဆိုရင်တော့တဲ့ graphic ကို medium မှာထားတဲ့ frame rate ကို high မှာထားဆော့တဲ့အဲ့ဒါဆိုရင်တော့ခေါင်းခေါင်းဆော့လို့ရမယ်ပေါ့ honor တော့ game မှာဆော့ကစားရင်ရမယ် graphic setting လေးပါတစ်ချက်ကြည့်အောင်ပါကျွန်တော် FPS ကအမြင့်ဆုံးက high အထိထားလို့ရပါမယ် resolution က ultra ထိထားပြီးဆော့လို့ရမယ်တော့ high ultra နဲ့ကျွန်တော် honor game ကို ဆော့လို့ရတာတွေ့ရပါတယ်